MC Marie Dit Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီဗီဒီယိုလေးကိုအမေရန်ကျေးဇူးအားပေးတဲ့မိတ်ဆွေအားလုံးကိုဒီကနေအရင်အရင်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။အခုဆက်လက်ပြီးကျွန်မတင်ဆက်ပေးသွားမယ့်အကြောင်းကတော့나이ဝက်အတွင်းမှာတဘာဝအစပင်ဖျောင်းသွင်းနေ step forward တင်ဆက်ပြီးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးမကြည့်ခင်မှာကျွန်မရဲ့ channel လေးကို subscribe လုပ်ပြကြပါလို့တောင်းဆိုချင်လို့ကြွရမယ်ထီရောက်မှုလည်းရှိရမယ်ပြီးတော့ ဖြစ်စီလဲ၃မျိုးလေးပဲတုံးသွားမှာဖြစ်ပါတယ်ပြီးတော့ကုန်ချက်ဆိုင်လည်းလူတိုင်းလုပ်နိုင်တဲ့ဟာဖြစ်ရမယ်တကယ်ထိရောက်မှုရှိရနော်အဲ့ဒါကြောင့်အဆအဆုံးလေးကြည့်ပြီးကြပါလို့တောင်းဆိုချင်ပါတယ်ကဲစပင်းကပထမဆုံးတော့ကိုကကောင်းလျှော်ရမယ်ဒီနေ့ကောင်းလျှော်တာဒီနေ့လုပ်ရင်ကတော့ဟိုပါလဲကောင်းတယ်လို့မျိုးဖြစ်ပေမဲ့မဆိုးလို့ချင်ဘူးကျမကျတော့ဒီနေ့ကောင်းလျှော်တယ်ဆိုရင် မနေ့ပြန်မဟုတ်ရင်တပတ်ခါကိုကအလမျိုးလုပ်တယ်ဆိုရင်လက်ကစားမရှိဘူးအခုဒီနေ့ကောင်းလျှော်ရဲကောင်းလျှော်ပြီးချင်းချင်းကိုကလုပ်မယ်ကောင်းစော်ပြီးချင်းချင်းဆိုတာအော်မချောက်တချောက်လေးစလဲလုပ်လို့ရပါတယ်ရည်ဆွဲခြင်းမဟုတ်ပဲနဲ့ဘောနော်ဒါပေမဲ့ကိုကအဲ့လိုမျိုးကြတော့နေ့တိုင်းကောင်းလျှော်သမားဆိုမနေ့ပြန်လဲလုပ်လို့ရနော်ပြီးတော့တပတ်ခါဆိုရင်ကိုက နရဖြစ်တော့ပြီဆိုတော့ခေါင်းကငိပတ်တယ်လို့ထင်နေဆိုရင်တပတ်ခံမဟုတ်ပဲနဲ့အင်းကွာဒီနေ့ခေါင်းလျှော်တယ်ခေါင်းလျှော်ပြီးမှရေလဲမချောက်တချောက်လေးဆင်းတဲ့လုပ်လို့ရတယ်ပြီးတော့မနေ့ဖြစ်လို့မယ်ဆင်းတဲ့အဆင်ပြေတယ်ပထမဆုံးကိုတော့ကိုစပင်ကိုအကုန်လုံးပြီးနဲ့ဖြီးမယ်ဖြီးပြီးမှစပင်ပေါင်းစီအတိုင်းတိုင်းပဲအဲ့ဒါမှွေတဲ့ဟာကိုကိုအိုရေပြမတခုအချင်းပေါ်တော့ အဲ့လေလုံးပြီးမှကိုကဒီတိုင်းထထရမှာဖြစ်ပါတယ်ကိုကဒီတိုင်းထထရမှာဖြစ်ပါတယ်ထမကိုကဒီနာအကုန်လုံးပေါ့နော်အဲ့လိုလေးလောက်လုပ်ပြီးမှအဲ့လိုလေးလေးအထဲမှာဝင်အောင်ပေါ့နော်အဲ့လိုလေးလုပ်ပြီးမှတနိုင်ထားမလား45 minute ထားမလားထားလိုက်နော်အဲ့ရပြီးဆိုရင်ကိုက ရေနှင်းနှင်းလေးနဲ့ကျင်းလိုက်ပါပြီးတော့ရေကိုကောင်းကောင်းကျင်းလိုက်ပါဟောဘာမှလုဆန်မလို့အဲ့ဒါရေကောင်းကောင်းကျင်းမိမှာ conditional တုံးလို့ရအောင်เนาะအဲ့ဒါ conditional တုံးပြေးလိုက်ပါအဲ့ဒါဆိုရင်တော့ကိုစပင်ကိုကတပတ်တစ်ခါလုံးမလားဒါမှမဟုတ်နှစ်ပတ်တစ်ခါလုံးမလားပြီးတော့လုံးလုံးမအားဘူးဆိုရင်တော့ နှစ်ပတ်တစ်ခါကိုကလှုပ်စီခြင်းနဲ့ကိုကအားရစွန်းတော့တစ်ပတ်တစ်ခါလေးလှုပ်ပြီးသွားရင်လက်ကောင်းတယ်ကုံချက်စိတ်လည်းများတယ်လေဟာအလုတ်လည်းအရန်ရှုပ်တယ်ကုံချက်စိတ်လည်းမလှုပ်ခြင်းဘူးစတလတစ်ခါလေးတော့လှုပ်ဖြစ်အောင်လုပ်ပါနော်ကိုစပင်ပြက်စီးတာကိုအထောက်အကူပြုမယ်ဒါမဲ့တစ်ပတ်တစ်ခါလေးလှုပ်ရင်းနာတော့လင်းလက်တမ်းမာပြီးမှာ ကျမ်းမာနေတဲ့စပင်လေးကိုဖျောင်းသွင်းတဲ့အတိုင်းတိုင်းပဲကူကတွေ့ရမှာဟုတ်တယ်အရာကြောင့်ဒီနေ့လေးဟာဆိုရင်လူတိုင်းအတွက်အသုံးတက်မယ်လို့ထင်ပါတယ်။ Covid စီအတွက်အကျိုးရှိမယ်ဆိုရင် like share subscribe မေးနဲ့နော်။ See you next time. Bye bye. God bless you all. Love you all. See you on next video.